တနင်္လာသမီးမိတ်ဆွေတို့ဒီနှစ်လ25ခုနှစ်17လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုအခက်အခဲအကြက်အတဲလေးတွေကြားတဲ့ကနေရုံထွက်ခြင်းတဲ့စိတ်ကလေးတွေဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးလေးတွေတခုခုကိုလုံလိုက်ရင်ကောင်းမှာဆိုတာမျိုးအလင်းစလို့ချိန်မနိုင်ခင်မရအဖြစ်နေတော့ကာလာဖြစ်တယ် သူများတွေရဲ့အိမ်နွေးကြားထဲမှာအိမ်နောင်ကြီးကြားထဲမှာမိသားစုကြားထဲမှာဇေဒနာတွေကြောင့်ဝေဒနာဖြစ်ထရာမျိုးကြားမြန်နေတာမျိုးတွေเนาะကြုံတွေ့နေရတယ်ဂျားသုံးများမဝင်ကောင်းဘူးဆိုတဲ့အတိုင်းပဲသူများတွေရဲ့မိသားစုရဲ့ကိစ္စအိမ်နွေးရဲ့ကိစ္စဆက်နလို့ဂျားသုံးကြားကိစ္စလေးစေတနာတွေဝေဒနာမပေါ်ဘူးလိုအပ်ကြောင်းနဲ့ပုံမိခါမှာကိုယ့်ရဲ့စေတနာဝေဒနာလေးဒီမှာဖြည့်ချင်းရတတ်တော်ကာလပိုင်းခြားဖြစ်ပြီးတော့ ဟိုကဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ရဲ့ရင်ထဲမှာမိမိတို့ရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်လို့အချိန်မှလည်းမိမိတို့ရဲ့ချစ်သူကြီးသားပေါ်မှာစိတ်တိုင်းမကြခြင်းကိုကလွှမ်းမိုးခြင်းနဲ့စိတ်ကိုမှကိုဖြစ်စေခြင်းနဲ့အတိုင်းဖြစ်မလာတဲ့စိတ်မျိုးလေးတွေကြောင်းတော့အများကြီးဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေတွေ့ရပါတယ်ကောင်းပြီတလတာကိုဆက်ပြောလိုက်ရအောင် နနေ့ကသာသမီမိတ်ဆွေတွေဟာဒီ2025ဆက်လက်လာပိုင်းပြမှာဆိုရင်ကံရှင်တွေကိုကဘာကိုလှုပ်လှုပ်ဒီကြပါတဲ့တိထနေကြသွားနိုင်စရာကြာရှုံးသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာတော့ဘာမှမတွေ့ရပါဘူးသို့သောမိတ်ဆွေတို့တိထဖို့လိုအပ်တာကတော့ဘာကိုဖြစ်ဖြစ်ဒီကာလတော်တွေမှာဒီ2025ခုနှစ်ရဲ့ဆက်လက်လာပိုင်းတော်တွေမှာအဲပြောဆိုလှုပ်ဆောင်တဲ့အရာတွေကိုအဲစတင်လှုပ်ဆောင်ထားခြင်းမျိုးတွေအကြံစီတွေကိုအကောင့်ထဲဖော့ထားခြင်းမျိုးတွေ ထို့ပြင်နာမ်26ဟာ2026ဆိုတဲ့အတိုင်းပဲပေါင်းရင်း30တက္ကနန်းကိုအာပြုသောမြေမကလော်ဂျီယာတက္ကနန်းကိုအာပြုတဲ့စတင်ခြင်းဆိုတဲ့မဂျစ်စီယံဖြစ်တယ်အဲ့တော့သဘောတရားကတော့နောက်နှစ်မှာအကောင့်တွေကိုဘယ်လိုစတင်မလဲဆိုတာကိုလက်ရှိကာလမှာတွေးခေါ်စဉ်းစားထားရန်လိုအပ်ပြီးတော့မကြခင်မှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတွေအလုပ်တွေနဲ့ပတ်သက်လို့ရှိရင်စတင်ခြင်းအမားတွေအလွဲတွေကိုလည်းအဆုံးသတ်ခြင်းနဲ့မိတ်ဆွေစုံမိတ်ဆွေညံ့တွေကိုလည်း အပြတ်ညင်းထုတ်ခြင်းချင့်ထုတ်ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတာအတိအကျပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလမှာတော့ဘာကိုမဆိုပြပြအောင်ဆွမ်းဆောင်ပြောဆိုထားတာပုံမူအားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ငြိမ်းချမ်းခြင်းအေးချမ်းခြင်းကိုကိုစားပြုတော့လာဖြစ်တဲ့အတွက် မင်းရှင်တို့ဟာဒီကာလအတွက်တော့ပတ်စံရှိခြင်းထက်ငွေရှိခြင်းထက်အေးချမ်းခြင်းကိုအလိုရှိနေသောကာလဖြစ်ပြီးတော့ငကူကတဦးနဲ့တဦးတယောက်နဲ့တယောက်မိသားစုဝင်တွေဝေးကွာနေသောတနင်္လာသားသမီးတွေပြန်လည်စုံစည်းခြင်းနေတာမျိုးကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူမေတ္တာပေးနိုင်တဲ့သူများစွာမျှော်လင့်တောင်းတမိတာမျိုးလေးတွေအော်ပတ်စံမရှိရင်တော်ပြီမိသားစုတွေအေးချမ်းနေခြင်းမှာပြီဆိုတဲ့စိတ်ကလေးတွေလည်းများစွာဖြစ်ပေါ်နေသောလာဖြစ်တယ်ထားလိုက်တော့ ဒီလာတာတော့ဒီမှာဆိုမိတ်ဆွေကျမ်းမာရင်ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ငဘောကနှလုံးနဲ့ပတ်သက်ပြီးတော့မောတက်တဲ့မိတ်ဆွေများအသက်ရှူကျက်တဲ့မိတ်ဆွေများရင်မအောင်တဲ့မိတ်ဆွေများတာမန်ထက်တော့ပို့ပြီးတတိထားရန်လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲဆိုတော့အသက်ရှူကျက်ခြင်းနဲ့နှလုံးနဲ့ပတ်သက်ပြီးမောတာမျိုးလေးတွေလေထိုးလေအောင်တာမျိုးလေးတွေအသက်ရှူမွားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီကာလတော့ဒီမှာသတိပြုစင်ကြရန်လိုအပ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့လုပ်ငန်းအတွင်းအလုတ်အတွင်းမှာအပြိုင်ဆိုင်တွေအတိုက်ခိုက်တွေများနေသောကာလဖြစ်ပြီးတော့မိမိတို့ရဲ့အလုတ်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်ဒီလမှာဘာကိုလှုပ်လှုပ်နှစ်ခါပြန်လှုပ်ရတာမျိုးနှစ်ကြိမ်ပြန်လှုပ်ရတာမျိုးလေးကြုံရတတ်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးကဲတွေကတမျိုးအဲတပည့်သားချင်းတွေကတမျိုးလေးတွေကြောင့်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ကိုကိုတိုင်အရာရာကိုဥဆောင်ရမယ့်ကာလဖြစ်တဲ့အတွက်စိတ်ရှည်တည်ခံမှသာလမ်းကြောင်းမှမဲ့လာဖြစ်ပြီးတော့အိမ်ဆောင်ချင်း အစအဦးကိစ္စတွေမြေယာကိစ္စတွေနေရာတိုင်းအိုအေချမ်းတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့သတိပြုဆင်ခြင်ရလိုအပ်ပြီးတော့အားနည်းစီတော့လာဖြစ်ပါတယ်။ယာရုလုပ်ငန်းဆိုင်ရဲ့ယာရုတိုးနဲ့ပတ်သက်လို့ရှိရင်လည်းအဲနည်းနည်းလေးကြန့်ကြာနိုင်တော့လာနည်းနည်းလေးခက်ခဲနိုင်တော့လာဖြစ်ပါတယ်။ဆိုတော့နေရာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအပြောင်းအရွှေ့နဲ့ပတ်သက်တော့ကိစ္စလေးတွေယာရုတိုးယာရုတက်နဲ့ပတ်သက်တော့ကိစ္စလေးတွေမှာတော့နည်းနည်းလေးခံရအားနည်းမှုတွေရရှိတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ဒီလဟာ နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအိုးအိမ်ချမ်းမီမီယာထိုင်ခင်းကိစ္စအမှုကိစ္စအမွေကိစ္စတွေကိုတော့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပြီးတော့အဲမပြီးမပြတ်ဖြစ်တဲ့ကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်ရမသိတယ်လို့စတင်အစ်စ်ပေါ်လာတဲ့အခါမှာလဲစိတ်ရည်အေးလေးနဲ့ဆုံးဖြတ်ပြီးတော့ဖြစ်နိုင်ရင်နည်းနည်းလေးအချိန်ယူစဉ်းစားပြီးတော့တေချာတိုင်ပင်ပြီးကိုကိုတိုင်မဥဆောင်မဲနဲ့ဇယသမားဆွေမျိုးပညာရှင်တွေရဲ့အကူအညီကိုရယူတာပိုကောင်းပါတယ် အရှုံးအောင်ဖြစ်နေသောမိသားစုဝင်တွေတင်းလာသားသမီးတွေပြန်လဲလွတ်မြောက်လာတာမျိုးတွေအဲပြန်လဲပြီးတော့မိမိတို့ပြန်လဲပေါင်းစည်းရတာမျိုးတွေတင်းကောင်းတွေကြားရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့စိုးရိမ်စရာမရှိဘဲကံရဲ့အထောက်အကူကိုရရှိတတ်တာလဲအသေးစားပဲဖြစ်ပါတယ်။ငကူကကံညံ့နေတဲ့မိတ်ဆွေများဖို့တော့ဒီလဟာဘာလို့ဖြစ်ဖြစ်တုံတိုက်တိုက်ကြားကြိုက်ကြိုက်ဘာလို့လဲဒီကနေရသွားနိုင်စရာမရှိဘူးလေအဲ့တော့တုံတိုက်တိုက်ကြားခိုက်ခိုက်ရှေ့တို့ဆောင်ရပြီးတော့အာတုံခွန်ဆိုင်ပြေးလွားလှုပ်ဆောင် ပြီးလွားတယ်ဆိုတာအာသုခွန်စားစူးစမ်းလှုပ်ဆောင်ရင်ဘဝရဲ့တစ်စိချိုးတွေအနာဂတ်ရဲ့တစ်စိချိုးတွေအပြောင်းလဲတွေရရှိတတ်တော့ကာလဖြစ်ပြီးတော့လုံဟန်းရှင်များအလုရှင်များသို့မဟုတ်ယင်းနီးလှုပ်ဆောင်တဲ့မိတ်ဆွေများလက်ရှိအတိုင်းတာလေးမှာမတိကြရင်မရရင်မယင်းနီးနဲ့ချစ်တို့ပြီးတော့မဆုတ်ဖြတ်နဲ့တို့တော့မတိကြမရရပဲနဲ့ချစ်တို့ပြီးတော့အတုံးမပြုနဲ့မယင်းနီးတင်မှုမယုံတင်မှုတကယ်လို့တိကြပိုင်နိုင်တဲ့အလုပ်ကိုမလုပ်တာမျိုးဆိုရင်တော့ဘာမှမဖြစ်ပြင်မဲ့မတိကြတဲ့အရာရင်းနှီးခါမှာ အဆုံးဖြာဆုံးချုံသွားတာမျိုးလေးတွေကြံ့ကြသွားတာမျိုးလေးတော့ကြုံရတတ်တယ်သို့တော့နောက်ဆုံးလက်ရှိအတိုင်းအတာလေးကပို့ပြီးတော့လုံခြုံမှုစစ်ဆတ်မှုတွေအမှန်တအားတာလေးလို့လည်းထပ်လောင်းပြောရမှာပါပဲဒီလက်ကတော့လို့မှဆိုရင်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးမိတ္တာရေးကံအရှိရေးကံနဲ့ပတ်သက်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းတယ်လို့ဖူးစာဘက်အိမ်ဆောင်ဘက်ချစ်သူဘက်တွေရရှိတတ်တာမျိုးအိမ်ဆောင်ရင်းနဲ့ပတ်သက်လို့အရှိရင်းနဲ့ပတ်သက်ရင်လည်းအဲစွန့်လာလို့ပေါ့မိမိချစ်သောမျက်နှာတို့သူဖူးစာရှင်တွေတွေးလာတာမျိုးလေးတွေ ကျုံဝတ်တော်လာဖြစ်တော်ကြောင့်အရှိရင်နဲ့ပတ်သက်ရင်ဘာကြောင့်မှတွေးဝေတုံဆိုင်မနေပဲနဲ့ရှစ်တော်သူကိုပြောဆိုလိုက်ပါမိမိတို့ပါကိုဖိပတ်ကောင်းနေရရှိမှာအသေးချာပဲဖြစ်တယ်။သို့သောသမီးအစားများအနေနဲ့ကတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းအားနည်းပါတယ်။တယောက်နဲ့တယောက်တွေ့နေတူအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလိမ့်လို့ဆောင်တဲ့ကိစ္စလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေမိသားစုကိစ္စလေးတွေကြောင့်အပြာရင်ဆိုင်ကြီးတွေပေါ်တက်တဲ့အတွက်ကြောင့်သမီးအစားများအနေနဲ့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်တော့တတိထားရမယ့်ကာလဖြစ်ပြီး မိတ်ဆွေတို့အိမ်အောင်ပဲ့ရဲ့ပဋ္ဌာန်းဆက်ရဲ့ပုဂ္ဂိုလ်ဆက်ရဲ့အကူကြီးတွေမကြိုက်တာမျိုးလေးတွေအဲထို့မဟုတ်မိတ်ဆွေတို့ရဲ့တိုက်ဆွဲတို့တိုက်ဆက်တို့ဥစ္စာဆွဲတို့အဆောင်ချောက်တွေမကြိုက်တာမျိုးလေးတွေကြောင့်အိမ်အောင်ပြည့်မယ်ဆိုမှအကြောင်းအရာမျိုးဆိုတော့ခဏခဏလွဲချော်တတ်မှုတွေတွေကြုံရတတ်တဲ့အတွက်တော့တနေ့နာသာသမီးတွေသတိပြုစင်ရလိုအပ်ပါတယ်ဆုံးချုံထားတဲ့ငွေကြီးလက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲပြောဆိုတောင်းမှအတခြင်းကောင်းမွန်တဲ့တိုးတက်ခြင်းရရှိတတ်ပါတယ်ဒီလက်ထာတော်တွေမှဆိုရင် မိတ်ဆွေတို့ကဒီဟိုတနင်္လာသားသမီးများဟိုအကျိုးပေးတော့လုပ်ငန်းတွေကိုဆရာဆက်လက်ပေါ်ပြပေးပါရစေဒီဒလာတာတို့ဒီမှာဆိုရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အလားကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်ရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာပကြီးပမှုဘေးရင်ဘေးဒစံကြံတေးဥဆောင်အစိုးရကအရေးတီးတခုမှသဘင်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတာအသေးချာပဲဖြစ်တယ်ထို့အပြင်ထင်ပေါ်မှုကြော်စုံမှုနဲ့ပတ်သက်ရင်လည်းအားသာကောင်းမှုပြီးတော့ ကံကောင်းစီတော့လဖြစ်တဲ့အတိုင်းတားမျိုးဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ရင်လည်းလူငယ်တွေပညာရေးနဲ့ပတ်သက်လာရင်မိမိဖြစ်ချင်သောဖြစ်လိုသောအရာတွေကိုရှေ့တိုးဆောင်ရွက်ပြီးတော့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်ဆောင်ဆုပ်ရက်ဆောင်ရွက်ပါဘာမှကိုညံ့စရာမရှိဘဲနဲ့စူးစမ်းရင်စူးစမ်းသလောက်ရရှိမယ်လားဖြစ်ပါတယ်။အထူးသဖြင့်မိတ်ဆွေတို့ ဒီကလဟာထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေအမှုပညာရှင်တွေပကြီပမှုဗေဒင်ပိတာအဆရှိတဲ့လုပ်ငန်းတွေအခွေးတို့စိုင်းမုတ်တင်ခြင်းတို့အမိပေးခြင်းတို့ဒီဇိုင်းဆွဲခြင်းတို့မိမိတို့ထင်ပေါ်မှုကျော်စောမှုပါတီတို့နိုင်ငံရေးတို့အမှအဆရှိတဲ့အရာလေးတွေထင်ပေါ်မှုအများကိုအဖွဲ့အစည်းကိုအသင်းကိုဦးစီးဦးဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုပြီးတော့ကံအထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်။တို့အပြင် အမျိုးသမီးတဦးတယောက်ရဲ့မိမိရှိကိုရောက်ရှိလာတာမျိုးလေးတွေမိမိတို့ရှိကိုမဲတော်တစ်ပါးတဦးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးလေးတွေ ရရှိတတ်တယ်လို့မိမိတို့ရှိကိုအမျိုးသမီးတယောက်အိမ်လေလာရောက်ရှိလာတာမျိုးမထင်မှပဲဆွေမျိုးသားချင်းအမျိုးသမီးတယောက်အိမ်လေရောက်ရှိလာတာမျိုးတွေရရှိလာတဲ့အခါကံကောင်းပြီဆိုတဲ့အတွေ့ကလေးတွေတွေးပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်မှုတဲ့တုံ့တက်မှုတွေဟာချိန်တွေရရှိမဲ့ကာလဖြစ်ပြီးတော့ထိုသူရဲ့အကူအညီကြောင့်များစွာလဲအဆက်အသွယ်ရရှိတတ်တော့လာများစွာလဲအဆင်ပြေမှုနဲ့အကြံဉာဏ်ကောင်းတွေရရှိတတ်တော့ကံရဲ့တိုးတက်မှုအထောက်အကူကိုရရှိတတ်တော့ကာလဖြစ်ပါတယ်မိမိအိမ်အတွင်းမှာ ठी အစုပ် ထီးအပြက်လေးတွေရှိလို့ကျင်လဲနည်းနည်းလေးစွန့်ပြီးပါအဲမတုံးမလို့တဲ့အရာတွေအိုးဆုပ်အိုးအပဲ့တွေရုပ်ထုအဆုပ် ရုပ်ထုအပဲ့တွေအဲဒီလိုမျိုးကျိုးပဲ့နေတဲ့အရာလေးတွေဖယားကျောင်းဆောင်မှာစဉ်လို့တော့အပဲ့တွေအပြက်တွေအကွဲတွေအကျိုးတွေရှိလို့ရှိရင်လဲစွန့်ပြီးကိုလိုအပ်ကြောင်းနဲ့ဒါလေးတွေကိုလည်းတတိပြုစင်နေရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာလက်ရှိပစ္စည်းတွေရုပ်တရက်မထင်မှတ်ပဲပြတ်ရှလာတာမျိုးရုပ်တရက်ပြတ်စီးသွားတာမျိုး ကျွန်းသွားတာမျိုးလေးတွေဆိုရင်ဒါဟာကံရဲ့အားနည်းမှုသို့မဟုတ်ချွေကလေးတွေပျောက်တာမျိုးအထားမှားတာမျိုးဆိုရင်တော့ကံရဲ့အားနည်းမှုကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲ twin jet ကိုဆက်လာလို့ပေါ့ဒါလေးတွေကိုတတိပြုပြီးတော့တာမန်ပြုမှုနေတဲ့ကိစ္စလေးကိုတတိထားဆင်ပြေရန်လိုအပ်ပါတယ်မိတ်ဆွေတို့ဒီတလားတာတော့တွေ့မှာဆိုရင်ဘာကိုမဆိုအဲ အချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းထက်တိတိချာချာစဉ်းစားပြီးတော့တွေးခေါ်ဆောင်ရပါဒါလေးတခုကိုထပ်မှာခြင်းနဲ့တနင်္လာသာသမီမိတ်ဆွေတွေရဲ့ကံဟာအញ្ញံကြီးတော့မရှိပါမယ်လို့အဲဟိုဆွနလိုပေါ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအញ្ញံကြီးတော့မရှိပါမယ်လို့အဲဆွနလိုပေါ့ဟိုလူလိန်ခံရတာမျိုးလေးတွေလူယုံလွယ်တာမျိုးလေးတွေကြောင့် အဲမဖြစ်ပေါ်လာသေးတော့ကိုယ့်ရဲ့စေတနာလေးတွေပုံမှုလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးလေးတွေဆုံးတိုက်နှက်တိုက်တွေမကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးတွေကိုသတိပြုစင်နေမှာအထူးသဖြင့်ထပ်မှာခြင်းပါလေရှင်းရှင်းဝေးဝေးတော့ပါမှာတင်းတင်းလာသားသမီးတွေဒီလဟာပြောစရာမရှိပေမဲ့လို့အလူခံပုံကိုယ်တွေဖုန်ကြီးတို့ယဟန်တို့တန်ကားတို့ဘာသာရေးဆိုင်ရာကိစ္စတွေကိုရိုးရားတို့နတ်တို့အဆရှိတဲ့ပုံကိုယ်တွေကိုမသိမယုံကြည်ခြင်းတွေပါမဝေဖန်ပါနဲ့ ဲ့ဒီလိုဝေဖန်ကမှအဲ့ဒီရဲ့ကံတွေကြလာတာမျိုးမိမိတို့ညံ့တာမျိုးညှိုးတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပြီးတော့ဒါမှအားဖြင့်မြန်မာလူမျိုးတွေမှာပဲရိုးရာဝါဝင်ဝါထက်လက်ပတ်ဆက်တယ်လို့ရိုးရာဆက်တတ်တဲ့မိတ်ဆွေများရိုးရာနဲ့ညှိုးခြင်းတွေပြူစားခြင်းတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြံတော့ဆရာထပ်မှန်ပြီးတော့ပဲတိုက်ရိုက်ပြောလိုက်ပါစီကောင်းပြီဒီလာတာတော့ဒီမှာဆိုမထင်မဖက်ခရီးထွက်ရတာမျိုးတွေခရီးထွက်ရတာမျိုးတွေကြုံရတတ်တယ်မိဟောင်းဆွေဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တဲ့အဲတာသမီမရရှိတော့မိတ်ဆွေများတာသမီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လိုပေါ့ရာချီတာမျိုးလေးတွေကြုံရတတ်တယ်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့ကာလာပိုင်းချဖြစ်တယ်တပည့်လက်သားလောင်းငယ်သားတွေရဲ့အပြန်ဆိုင်အတိုက်ခိုက်လေးတွေကိုယ့်ဘောညှိုးတာမျိုးလေးတွေကိုကစေတနာနဲ့လုပ်ပြီးပြမယ်ကိုယ့်ဘောမှာဝေဒနာလို့မြင်တာမျိုးလေးတွေရှင်းပြရတတ်တဲ့အတွက်တော့ကိုယ့်ရဲ့ကိစ္စမှမဟုတ်ရင်နှုတ်စိတ်စိတ်နဲ့အေးအေးချမ်းချမ်းနေတာပုံပုံကောင်းမှုပြီးတော့အားသာနိုင်ပါတယ်မိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကဖြစ်เสียရလေးကြီးကိုယ့်အိမ်နောက်ဘက်အပေါ်မှာ တဲ့ပဲပြောရမယ်နော်ကြာအရမ်းနာလိုက်အိမ်အောင်ဘက်နဲ့ပတ်သက်လာလို့ရှိရင်မိမိရဲ့အိမ်အောင်ဘက်ရဲ့စိတ်တော့ကပေးမှုအိမ်အောင်ဘက်ရဲ့အစမပြေမှုညံ့မှုလေးတွေကြောင့်ဖြစ်စေမိမိအိမ်အောင်ဘက်ပေါ်မှာမိမိရဲ့စိတ်တိုင်းမကျခြင်းလွှမ်းမိုးခြင်းစိတ်တွေများနေသောကာလဖြစ်တဲ့အတွက်ဒီရာလေးတွေကိုတော့တနင်္လာသားသမီးမိတ်ဆွေတို့ချော့ပေးဖို့လိုအပ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်ရင်လည်းဘလောက်ပဲဆိုးဆိုးဒေလောက်အောင်ပျက်စီးလောက်အောင်ဘာမှဆိုးရိမ်စရာမရှိတဲ့အတွက်တော့ရှိတို့ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရင်အားသာခြင်းကိုကောင်းမွန်ခြင်းတွေရရှိတတ်ပါတယ်အလုပ်သစ်လုပ်ငန်းသစ်နဲ့ပတ်သက်ပြီးတော့ရရှိတာမျိုးတွေအဲအနေ ဲတို့အခြားနေရာတို့ပြည်တွင်းတို့ပြည်ပွားတို့ခီးတွားတို့ပတ်စပို့လုပ်ငန်းတို့ဗီဇာလုပ်ငန်းတို့ခီးတွားတို့နဲ့ပတ်သက်ရှေ့တို့ဆောင်ကလုဆောင်လို့ကောင်းပါတယ်နိုင်ငံခြားရဝေးခီးတွားပြည်ပနဲ့ပတ်သက်တာမျိုးပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ကလုဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်အဲပညာရေးနဲ့ပတ်သက်ရင်တော့နိုင်ငံခြားတို့ scholarship တို့အစရှိတဲ့နေရာတွေ၆တာမျိုးလေးတွေမှာရှေ့တို့ဆောင်ကလုဆောင်ရင်တွားမှုတွေကံကောင်းမှုတွေတတိကြီးရရှိမဲ့ကာလဖြစ်ပြီးတော့အစဉ်ပြေမှုတွေတိုးတက်နိုင်ရောလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီတလတာတော့ဒီမှာဆိုရင် ကိုဝင်ဆောင်မိတ်ဆွေတင်းလာသားသမီးများအတူပီယူဆိုင်ပါကိုဝင်ဆောင်မိတ်ဆွေအမျိုးသမီးတင်းလာသားသမီးများအနေနဲ့အဲကြာမပြောလို့တော့ဘူးအပြတ်သဘောအဆိုးသဘောသို့တော့သတိပြုစင်ခြင်းမှာအလေးအပြင်မှာအမျိုးတွေတွားတာလာတာနေတာထိုင်တာတွေယူတော့တာမန်ထပ်ပို့ပြီးတော့ဂရုပြုစင်ခြင်းရအတွက်တော့လူအကြောင်းလေးလဲထလောင်းတတိပေးပြောလိုက်ပြရစီခင်ဗျ။ကောင်းပြီဒီတလားတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမှာ တောက်ကြသားသမီးဂျာစာပရိသသမီးတွေရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်ပြီးတော့လှုပ်ဆောင်ခြင်းတွေဟာအကြံဉာဏ်ကောင်းတဲ့အထင်အကူအညီကောင်းတွေရရှိတတ်တဲ့အထူးသဖြင့်ဘာလို့လို့လို့မိတ်ဆွေတို့နေတဲ့ဒီတလရာတော်စီမှာဆိုအကျိုးပေးကံကောင်းစီတော့အရဟာတောင်ဆွဆူရဖြစ်ပြီးတော့စံပီယာအရကတော့အနောက်အရဖြစ်ပါတယ်အဆက်ဆက်ရမိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်တိုးတက်စီရန်တို့ကအပန်းရောင်လို့ပန်းရောင်လို့အဝါရောင်လို့ချွေရောင်လို့အဆရှိတဲ့အရောင်လေးတွေများများပါတော့အရောင်ကိုဝစ်စင်ဆောင်ရွက်ပါ လုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်နှစ်ခါပြန်လျှောက်ရတာမျိုးနှစ်ခုပြန်လုပ်ရတာမျိုးနှစ်ချိန်နှစ်ခါလုပ်ခါမှရရှိတာမျိုးဒါမှမဟုတ်ရင်လည်းအလုပ်နဲ့ပတ်သက်ရင်လည်းခရီးတစ်ခုကိုလည်းနှစ်ချိန်သွားခါမှစိတ်တက်ကြတာမျိုးအတွေ့တောင်းရင်လည်းနှစ်ခါတောင်းမှရတာမျိုးလေးကြုံရတတ်တော်လာဖြစ်တဲ့အတွက်တော့တနေ့လာတော့မိတ်ဆွေများတစ်ချိန်နဲ့နဲ့တော့ဟိုဟိုအိမ်ဆောင်ရေးတွေပါတဲ့အခြေအနေတွေတော့နှစ်ခါမကောင်းဘူးပေါ့ဗျာနော်ကောင်းပြီကောင်းပြီဖြစ်ခဲ့တော့လည်းဘယ်တတ်နိုင်မလို့ဒီတစ်လာတော့ဒီမှာမိတ်ဆွေတို့ စေရပန်းဖြည့်ခြင်းတွေဘာသာရေးဆိုင်ရာကိစ္စလေးဒီမှာတော့အားသာကောင်းလို့တိုးတက်ပြီးတော့ကံကောင်းစီတော့ကာလာပိုက်ချဖြစ်ပြီးတော့တရားထိုင်တာမျိုး meditation လုပ်တာမျိုးဘာသာတရားနဲ့ပတ်သက်ပြီးတော့မေတ္တာသုတ်ရွတ်တာမျိုးသို့မဟုတ်ပိပဋ္ဌာန်းစာအုပ်တွေဝေမျှတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်စေပါတယ်။ကောင်းမွန်ပြီးဆရာပြန်ချုပ်လိုက်ပါမယ်။ဒီတစ်လတာတော့ဒီမှာတင်းနေလာတဲ့မိတ်ဆွေများဖို့ဘာဖြစ်ဖြစ်ဆရာတို့2026ခုနှစ်ကိုရောက်ရှိတော့မှာဖြစ်တဲ့အတွက်12လပိုင်းပြင်မှာတော့အစိုးရအမြတ်တွေကိုပြီးပြတ်အောင်ရှင်းတာပါ။ ဘာလို့လဲ2026ဟာစတင်ခြင်းနဲ့အတိတ်စတင်ရအတွက်တော့ကြိုးစားရင်အင်မတန်ကောင်းသောနှစ်ဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့တင်းနေတာသမီးတွေဒီရက်ဆက်လာပိုင်းတွင်မှာကိုလုတ်ခဲ့တဲ့အရာတွေအစိုးတွေကိုပြပြအောင်ဆောင်ရွက်ခြင်းဆုံးဖြတ်ခြင်းတွေလုပ်ထားပြီးတဲ့အခါထို့တူပဲဆုံးချုံလာတဲ့အရာတွေကိုလည်းဟိုကထားခဲ့လိုက်ပါမိခဲ့လိုက်ပါညံ့လာတယ်ကံကောင်းခြင်းတွေကိုနောက်နှစ်မှာတည်သွားနိုင်အောင်ဒါမိကောင်းဆွေကောင်းတွေကိုအခုညရရှိရတာ ကြိုးစားပါထို့အတူပဲအစိုးအညံ့တွေကိုထားခဲ့ပြီးတော့ကောင်းတာလေးတွေယူလောက်အောင်လည်းပြင်ဆင်ထားဖို့လိုအပ်ကြောင်းနဲ့2026ခုနှစ်အတွက်ကိုလည်းဆရာအသေးစိတ်ဆရာရဲ့ပေမှာအဲဖြစ်စီဘိုင်ဘာမှာ sorry sorry ပေမှာဖြစ်စီဆရာဂျူးဂျူးမှာဖြစ်စီတစ်တော့မှာဖြစ်စီမိတ်ဆွေတို့စောင့်ကြည့်ပေးပါဦးဆရာလိုအပ်တဲ့ရေတရာလေးတွေနဲ့လာကုန်ရေတရာလို့ဟဟလာအစီအပြေစီရအတွက်တစ်နှစ်တာလုံးကံကောင်းစီရအတွက်ပြက်ကလေးရေတရာလေးအမေ့ပြန်တဲ့ရေတရာလေးကိုလည်းတင်ပေးမှာဖြစ်တဲ့အတွက်ကြုံလိုက်ရအောင် ဒီလက်ခဏာတော့ဒီမှာအချိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့၄ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍအချိုးပေးပါတယ်အချိုးပေးကံကောင်းစီတော့နေသားအနေနဲ့ဆိုရင်တောက်ကြာကြာတာပြီးအချိုးပေးပါတယ်အချိုးပေးစီတော့အရာဟာတောင်ဆုစုရဖြစ်ပြီးတော့အဲချမ်းတီယာရဟာအနောက်ရဖြစ်ပါတယ်အဆက်ဆက်အရာကံကောင်းစီရန်အတွက်အဲမိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုပြောဆိုလှောက်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့လိုယာမှုကိစ္စကိုမပြောမိမှာ ပေါပောက်လေးအနေငယ်ကိုမိမိရဲ့အိမ်ရှိမြေနဇာမှာဖြန့်ပြီးတော့ငှက်စာကလေးတွေကိုစာကလေးတွေကျွေးပြီးသွားခြင်းဖြင့်ကံရဲ့ထောက်ကူကိုရရှိတတ်တော့လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုရင်ကံရဲ့ထောက်ကူကိုရရှိတတ်ပြီးတဲ့အခါမိမိတို့ရဲ့အင်္ဂါသာသမီးတွေနဲ့ပတ်သက်တာမျိုးစနေသာသမီးတွေနဲ့ပတ်သက်တာမျိုးအင်္ဂါရက်တို့စနေရက်တွေတို့မှာအတတ်နိုင်ဆုံးတတိကလေးထားပြီးစင်ရှင်ဆောင်ရွက်ရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသစီတတိထားစင်ရမယ့်အရာအနေနဲ့ဆိုရင်တော့ အယောင်ကိုစိတ်ကိုထိုင်းစီတော့အယောင်လေးမိခိုးယောင်လေးအနက်ယောင်လေးဆွနလိုကအယောင်ထိုင်းထိုင်းမိုင်းမိုင်းလေးတွေထအကွက်အတူအကွေးတို့အပေါက်တို့ဟိုဆွနအစင်းတို့ဒီလိုမျိုးຢာလေးတွေဝတ်ဆင်ပြီးတော့သွားရင်ကံရဲ့အထောက်အကူကိုရရှိဒီမှာအသေးကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအဆက်ဆက်ရရအစင်းမီအောင်မီတိုးတက်စီရင်အတိတ်ကြံပြုလို့ဒီများမိတ်ဆွေများအနေနဲ့ရတော့သူကတော့ဆိုတော့ဂုံတော်ပတိကိုတနေ့ကိုနှစ်ပတ်လုံးနဲ့ ခဏရက်တိတိအတိတ်ခံပြုပြီးတော့ဆူတောင်းလိုက်ပါကအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲပါလေမိတ်ဆွေတရင်္ဂသာသမီးတွေဘလောက်ပဲဆုတ်ဆုတ်ဘလောက်ပဲညံ့ညံ့ဆက်နလပိုင်းမှာအဆုံးသက်ပါပြီးဖြတ်ပါဒါပြီးတော့ဆရာတို့2026ကိုဆရာနဲ့အတူကံကောင်းရှင်နေခေါ်လာခဲ့ဆရာကတော့မိတ်ဆွေတို့ကံကောင်းရှင်နေတဲ့အတူ2026ကိုစောင့်ကြိုနေပြီလို့ပြောရင်းနဲ့တရင်္ဂသာသမီးမိတ်ဆွေတွေအားလုံးယရနာစိတ်ကြောက်ဇေတော်ပိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးလို့စီးစိတ်ဥစ္စာကြီးတိုးပွားလို့အောင်မြင်မှုတွေအလေးလေးတိုးတက်ခါ အောင်ချင်းလီလီပိုင်ဆိုင်လို့အစီအမေကြပါစေလို့ဆရာကဆုတောင်းထောက်ပံ့ပြုနေတယ်။ကဲ now ဆရာတို့လာကုန်ကနေဆရာပြေးမှာလိုအပ်တဲ့ရေရာလေးပေါ်ပြပေးမှာဖြစ်တဲ့အတွက်စောင့်ကြည့်ပေးပါအောင်လို့ပြောရင်းနဲ့ဒီမှာပဲညီကုန်းချုပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်